နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမေလ25ရက်ဇာတာပတိနေ့ ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး32အခန်းငယ်1မှ30အထိငါသည်ဝါကြွားခြင်းကိုမပြုသင့်လျင်သခင်ဖျားပြတော်မူသောထူးဆန်းသောယူပါယုံနှင့်ဗျာဒိတ်တော်များကိုတဖန်ပြောအုံးမည်34နှစ်အထက်ကခရစ်တော်ဤတပြည့်ဖြစ်သောလူတစ်ယောက်ကိုတတိယကောင်းကင်သို့တိုင်အောင်ချီဆောင်သည့်အကြောင်းကိုငါသိ၏ထို့အခါ သူ၌ကိုခန္ဓာပါသည် မပါသည်ကိုငါမသိဖျားသခင်သိတော်မူ၏ထိုသူသည်ပရတိသူဘုံသို့ချီဆောင်ခြင်းကိုခံရ၍လူမပြောအပ်မပြောနိုင်သောစကားကိုကြားသည့်အကြောင်းကိုငါသိ၏ထိုအခါကိုခန္ဓာပါသည်မပါသည်ကိုငါမသိဖျားသခင်သိတော်မူ၏ထိုသို့သောသူကိုဝါကြောမည်နွမ်းဤအာနေခြင်းမှတပါ ကိုယ်ကုံကိုမဝါကြွား ဝါကျွားခြင်းဟာအလိုရှိရင်လေသူယူဖြစ်သည်မဟုတ်အကြောင်းမူကားငါသည်ဟုတ်မှန်စွာပြောတတ်၏တစုံတယောက်သောသူသည်ငါကိုမြင်သည်ထက်ငါသတင်းကိုကြားသည်ထက်ငါကိုတာ၍မထင်စေခြင်းဟာငါမပြောဘဲနေ၏ငါခံရသောဗျာဒိတ်တော်အလွန်ထူးမြတ်၍ငါသည်ထောင်လွှားသောစိတ်မရှိစေခြင်းဟာငါကိုတန်ခတ်သော စာရန်ဤတမန်ဒီဟုသော ငါကို၌စူးသောစူးကို ပေးတော်မူ၏ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မြည်အကြောင်းသုံးကြိမ်မြောက်အောင် သခင်ဖျားကိုငါဆုတောင်း၍အတနာတော်ခံပြီးလျင်ငါခြေစူးသည်တင့်အဖို့လောက်ပေ၏ငါတကူသည် အာနေခြင်းအဖြစ်၌စုံလင်တတ်သည်ဟုမိန့်တော်မူ၏ထိုကြောင့်ခရစ်တော်၏တကူသည်ငါအပေါ်၌ချိန်ဝတ်မြည်အကြောင်းငါကို၌အာနေခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းဟာตา၍ငါအလိုရှိ၏သို့ဖြစ်၍ခရစ်တော်ကြောင့်ခံရသော အာနေခြင်းကဲ့ရဲ့ခြင်းဆင်းရဲခြင်းညှင်းဆဲနှိပ်စက်ခြင်းကြက်တီးစွာသောဒုက္ခဝေဒနာခံခြင်းတို့ကိုငါနှစ်သက်၏အကြောင်းမူကားငါသည်အာနေသောအခါတကူးနှင့်ပြေဆုံးလျက်ရှိ၏ ထို့ကြောင့်ခရစ်တော်ဤတကူသည်ငါအပေါ်၌ခြင်းဝတ်မိကြ။ငါကိုယ်၌အာနေခြင်းအဖြစ်ကိုဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းကတာ၍ငါလိုရှိ၏။ကောရိန္သုဩဝါဒစာဒုတိယစာခန်းကြီး၁၀နှစ်ခန်းငယ်ကိုဤမြကောင်းမြတ်သောအသိပညာအလယ်ခေတ်ဘာသာရေးကိုစူးစမ်းလေ့လာသူသောမတ်အခွိုင်နက်စတီဖျားသခင်ကိုရှာဖွေသည့်အတ္တတာတို့မိမိကိုယ်ကို စက္ကပ်အပ်နေရန်များစွာဒုက္ခခံစားခဲ့ရသည် ယောရှင်သောဘဝလိလာမှုနှင့်ဟောပြောခြင်းတို့ကိုတီးတက်ဦးစားပေးသောဖုံးတော်ကြီးကြောင့်ဖြစ်သည့်ဘာသာရေးကိန်းတို့သူမဝင်ရောက်စေ၏သူစိတ်ပြတ်သွားအောင်သူ၏မိသားစုက သူ့ကိုတစ်နှစ်ကြာချုပ်နှောင်အကျဉ်းချခဲ့သည်သူသည် သူ့တသက်တာလုံးတမကျန်းစာနှင့်ဖန်ဆင်းခြင်းတို့ကိုလိလာခဲ့ပြီးစာအုပ်အတွဲတရာနီးပါးရေးသားပြီးနောက်အခွိုင်းနက်သည်ဖျားသခင်နှင့်ပတ်သက်၍ကြီးလေးသည့်အတွေ့အကြုံတစ်ခုကို ခံစားခဲ့ရပြီး ဤမြလောက်အမခံကောင်းမြတ်သည့်အသိပညာကို ပေးခဲ့၍ကျွန်တော်ဆက်ရည်၍မရတော့ပါကျွန်တော်ဤလက်ရများမှာကောက်ရုပ်မှာဖြစ်လေပြီဟု သူရေးသားခဲ့သည်သုံးလအကြာတွင်သူကွယ်လွန်သွားခဲ့သည်တမန်တော်ပေါလုကဖျားသခင်ထံမှအလွန်ကြီးမားလွန်သောအတွေ့အကြုံပရတိသူပုံတို့ချီဆောင်ခြင်းကိုခံရ၍လူမပြောအပ်မပြောနိုင်သောစကားကိုကြားသည့်အကြောင်း၎င်းတို့ကိုစကားလုံးများဖြင့်ပြောဆိုရမဖြစ်နိုင်ကြောင်းဖော်ပြခဲ့သည် သူခံရသောဗျာဒိတ်တော်အလွန်ထူးမြတ်၍ပေါလုသည်နှိတ်ချပြီးဖျားသခင်အပေါ်မိခို အားထားတတ်စေရန်ဘာမှမသိသည့်စူးသောစူးကို ပေါလုအားပေးတော်မူ၏သူအားငါဂျေစုသည်တင့်အဖို့လောက်ပေ၏ငါတကိုယ်သည်အားနေခြင်းအဖြစ်၌ဆုံးလင်တတ်သည်ဟုမိန့်တော်မူ၏ဘုရားသခင်အကြောင်းကိုကျမတို့ပိုနားလည်လေလေကိုရော်သည်မြည်သူမြေဝါဖြစ်သည်ကိုစကလုံးများဖြင့်ဖော်ပြရန်မဖြစ်နိုင်ကြောင်းကျမတို့ပို၍နားလည်လာသည် သို့သောကျမတို့အားနေသောအချိန်နှင့်ဘာပြောရမှန်းမသိသည့်အချိန်များတွင်ပင်ခရစ်တော်၏ဂျေဇုတော်နှင့်တင့်တယ်ခြင်းသည်ထင်ရှားစွာထွန်းလင်းတောက်ပနေပါသည် စကလုံးများဖြင့်ပေါ်ပြရန်မဖြစ်နိုင်သည်ဖျားသခင်ထံမှမြည်သည့်အတွေ့အကြုံများကိုတင်တွေ့ကြုံပူသည်။၎င်းအတွေ့အကြုံများကတင့်ကိုမြည်ခဲ့သို့ပြောင်းလဲစေသည်။ဖျားသခင်ဤတင့်တယ်ခြင်းနှင့်ကျွန်ုပ်ကို ပြောင်းလဲစေသောနိလန့်အတွက်သခင်အားယေရှုတင်ပါ၏။ကိုရိုနာညှိဝှက်စွာနားခိုနိုင်ရန်ယေရှုပြု၍ကျွန်ုပ်အားမဆရတော်မူပါ။သခင်ယေရှုနာမ၌ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။